ချယ်ဆီကတော့ United အသင်းကို1-0နဲ့အနိုင်ယူပြီးတော့ Champion League ဝင်ခွင့်အတွက်နောက်ဆုံးပွဲစဉ်မှာကိုကန်ချမာကိုဖန်တီးခွင့်ရှိသွားပါပြီ။မင်္ဂလာပါ။ကိုကန်ရေးစတာဖုတ်ဘောရှိုးနဲ့ Chelsea TV ကနေကြောင်ညီတော်များအားလုံးကိုကြိုဆိုပါရစေ။ Chelsea နဲ့ Manchester United တို့ရဲ့ပွဲပြီးသုံးသက်ချက် full time review ကိုလုပ်ပေးသွားကြပါမယ်။ဒါပဲเนาะကျွန်တော် Chelsea ပြည်သက်တွေ Champion League ကြည့်ကျင်တဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့တပွဲပဲလိုပါရယ်အဲ့တပွဲကမိုးတဲ့ရေထဲမှာ အသေးအံကစားမှာဖြစ်ပါတယ် Nordian Forest ကွင်းမှာကျွန်တော်တို့နိုင်ပွဲတပွဲကိုရအောင်ပေါ်ဆောင်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ Aston Villa အသင်းက Tottenham Hotspur အသင်းကိုအနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးပွဲစဉ် Manchester United နဲ့ပွဲမှာဘယ်လိုပဲပို့မစို့ဖြစ်သွားနိုင်တယ်အဲ့အတွက်ကြောင့်ကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်ရင် ချန်ပီယံလိဝင်ဖို့တပွဲပဲလိုပါရယ်။ဘာဖြစ်ပြောယူနိုက်တက်နဲ့ပွဲတင်မှာချယ်ဆီသည်လိုအပ်တဲ့အနိုင်သုံးမှတ်ကိုရအောင်ပုံဖော်နိုင်ခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးပွဲတင်မှာလည်းစိတ်ပိုင်းဆိုင်ရာအရာအတားအသီးရရှိမှုတွေအများကြီးရှိသွားမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်အရင်ဆုံးပြောချင်တာ Ruben Amorin ရဲ့လူထုတ်ပုံကျွန်တော်လုံးဝမထင်ထားခဲ့တဲ့လူထုတ်ပုံကြီးထုတ်သွားတယ်။ကျွန်တော်ကတော့ ဟွိုင်းဟွိုင်းဟွိုင်းဆိုပြီးတော့မေးခွန်းတွေအများကြီးမေးနေမိတယ်။အဲ့ပွဲကိုဒါကျွန်တော်နဲ့အတူတူဒီ United fan ညီလေးနှစ်ယောက်လာကြည့်တယ်။သူတို့ကိုယ်တိုင်ကအံ့ဩနေ။ဟာ bro ဘာဖြစ်လို့အသင်းရဲ့အဓိကကစားသမားတွေထုတ်ပြီးကန်သွားရလဲ။ကျွန်တော်လည်းအဲ့ဒါကိုနားမလည်နိုင်အောင်ဖြစ်တာ။ဘာကြောင့်လဲဆိုတော့ဒါပြီးရပိုင်းလိုမှာ Europa League final ရှိတယ်လေ။ Tottenham Hotspur နဲ့ပွဲဒီလောက်အရေးကြီးတာကိုဘာကြောင့်မြန်အသင်းရဲ့အဓိကကစားသမားတွေထုတ်ပြီးကန်သွားခဲ့သလဲ။ဒံယာမရလို့ကန်ကောင်းတာပေါ့ဗျာ။မတော်တဆ ဒိုင်ယာပြဿနာရာသွားခဲ့သည်ရှိတော့ယူရိုပါလိဖိုင်နယ်ပွဲစဉ်မှာဘယ်လိုလုပ်မလို့ဒါတော့မှတချို့ကစားသမားတွေမိနစ်အများစုကစားခဲ့ရတယ်ပွဲပန်းမှုဒဏ်ကိုကြုံတွေ့ကောင်းကြုံတွေ့ရနိုင်တယ်အဲ့တော့ချယ်ဆီကိုကျွန်တော်တို့ထင်တယ်လို့မျိုးရှိတဲ့ကစားသမားတွေနဲ့လူငယ်တွေအရန်တွေထုတ်သုံးမဲ့ဆိုတဲ့ဟိုကျွန်တော်တို့ထင်မြင်ယူဆချက်မျိုးမဟုတ်ခဲ့ဘူးเนาะအမော်ရင်ကတကယ်တီးဝါတာဂုံတိတ်ခါပိုင်းဆိုင်ရာအရာလား ဒါမှမဟုတ်သူကိုယ်တိုင်ကချဲစီကိုဘလို့အမြင်မကြည့်မှုတွေရှိလဲတော့ဒါဒါကျွန်တော်အမြင်တာကိုပြောတာနော်မပြောတတ်ဘူးတာမန်အတွေးနဲ့ဆိုရင်တော့ဒီလိုပွဲမျိုးတွေကအဓိကလူတွေထဲ့မယ်ဆိုရင်တော့၃၄ယောက်ထက်မပိုသင့်ဘူးဗျာတိုးတော့လုံးဝလူစုံတက်စုံ အကုန်လုံးကိုဖြုတ်သွားတာဒန်ရကစားသမားတွေမပါတာက လွဲရင်ကြံတဲ့ပလေယာတွေအားလုံးကပွတ်ထွက်ကစားသမားတွေကြီးပဲဆိုတော့ဒီလိုအသင်းမျိုးကို ချက်စီးနေနဲ့ဟိုအိတ်ကွင်းမှာကန်ရတယ် ပို့ပြီးတော့အနိုင်ရဖို့လိုအပ်သည့်တိုင်အောင်ကစားရတာအဲ့လောက်ထိလွယ်ကူမနေခဲ့ဘူးရှင်းရှင်းပြောရင်တော့ချယ်ဆီကလည်းအရင်ကောင်းတဲ့အသင်းဖြစ်မနေတာလည်းပါတယ်နောက်ဒီနှစ်သင်းတွေးဆုံမှုတွေမှာဗျာပြပြတတအသာစီးရရှိမှုဆိုတာကျွန်တော်နောက်ပိုင်းပွဲတွေမှာမတွေ့ခဲ့ဘူးအဲ့တော့ကျွန်တော် United ပွဲထွက်လူစင်းကြည့်ပြီးတော့အနည်းငယ်တော့စိုးရင်ခဲ့မိတယ်တကယ်ကစားတဲ့အခါမှာလည်းနှစ်သင်းလုံးရဲ့ကစားပုံကကောင်းလာကြီးရတော့မဟုတ်ဘူးအထူးသဖြင့်ပထမပိုင်းကစားပုံတွေမှာနှစ်သင်းလုံးဒီဘောလုံးရရနဲ့ဘယ်တော့အဖြစ်ရှိ ਉ ကန်တင်ပေးတယ် direct attack တွေနဲ့เนาะ direct pass တွေကိုပဲအပြုတ်ပြီးကစားတယ်စီးပိုင်ပြီးတော့လူဂျင်တဲ့ reset တစ်ခုကိုပုံဖော်မဲ့စိတ်ကူးစိတ်တမ်းမျိုးကစားကွက်မျိုး Chelsea မှာမတွေ့ခဲ့ရတလို့ United ကလည်းလူစုံသာထုတ်ထားတာသူတို့ရဲ့ရည်ရွယ်ချက်တစ်ခုကိုပေါ်မနေဘူးဗျာကစားပုံကဒီတိုင်းပဲဘောလုံးတွေကဟိုပြောမယ်ဆိုရင်အဲ့လိုမျိုးတောင်ကန်မြောက်ကန်တောင်ပြေးမြောက်ပြေးဆိုတဲ့ usage တုံးလိုက်ရင်လွန်ကောင်းလွန်မယ်တိုးတော်လေအဲ့လိုပုံစံမျိုးတကယ်ဖြစ်နေတာ ဘစ်တက်တွေအများကြီးမမြင်ခဲ့ရဘူးတသိန်းနဲ့တသိန်းဟိုဟိုကစားသမားတွေကြားထဲမှာအငင်းခုန်နေနေပဲပွဲရအချိန်ကုန်နေတယ်ဒါမှမဟုတ်လေကန်ကောင်းသွားတာတခုကကျွန်တော်တို့ချယ်ဆီအသင်းကစားသမားတွေထဲမှာတချို့ကစားသမားတွေဒီကစားသမားအားလုံးတော့မဆူလို့ဘူးပေါ့နော်ဒီပွဲကိုယုံကြည်ချက်ရွယ်ချက်စိတ်သက်ပြင်းပြင်းထန်ထန်နဲ့ကစားနေတဲ့သူတွေရှိနေတာကန်ကောင်းသွားတယ်အဓိကအဲ့ဒီအချက်ပဲ ကံကောင်းတယ်ဆိုတာကဒါကကျွန်တော်ကညွှန်ပြီးပြောလို့ပါအဓိကအဲ့ဒီကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကိုအတိအမှတ်ပြရမှာပေါ့ဘိုင်နေနဲ့တက်ပြီးချီကျူးရမယ်ဆိုရင်တော့ Moises Skyro Moises Skyro ကွင်းလယ်မှာရှိနေတဲ့အတွက်ကြောင့် Bruno Fernandes တို့နော်ကျွန်တော် Ahmed Diallo တို့ကွင်းလယ်ကကျွန်တော် Messi မောက်လှုပ်ချင်နိုင်လို့လို့မရခဲ့ဘူးအဲ့တော့ကျွန်တော်ပွဲချုပ်သုံးသက်ချက်ထဲမှာလည်းထည့်ပြီးကျွန်တော်ပြောခဲ့ဘူးတယ် ရိုမီယိုလေဗယ်ယာကိုတည်ပြီးမွိုင်းစ်စကိုင်းစရိုကို right back ထုတ်ထားတဲ့အခါကျရင်ဟိုကျွန်တော်ဒီ Newcastle နဲ့ပွဲမှာအဲ့ pocket space တွေကနေရာအကျယ်ကြီးတွေလွတ်နေတယ်အဲ့ between the lines တွေကအားနည်းချက်တွေအများကြီးဖြစ်နေတယ်အဲ့အတွက်ကြောင့်ရိုမီယိုလေဗယ်ယာကိုခဏအရန်ကုန်မှာထိုင်ခိုင်းထားတယ်မွိုင်းစ်စကိုင်းစရိုကိုဒီနေရာမှာထားခြင်းအပြင်အဲ့ဒီ quality အားလုံးကို Moises Kaiseru ကဖြည့်နိုင်ခဲ့တယ် ဒီတော့ကြောင့် pocket space ဒီမှာနှစ်သင်းလုံးကနေရာများခဲ့ဘူးတိုးပေမဲ့ကျွန်တော်ရဲ့ဒီ defensive line မှာ Kaiser ရှိနေတဲ့အတွက်ကြောင့် zone set လေးလို့နော်အခွင့်အရေးဖန်တီးဖို့ကောင်းတဲ့နေရာမျိုးဂိုးသွင်းဖို့ကောင်းတဲ့နေရာမျိုးတွေမှာ United အခွင့်အရေးများများဆဆမရရှိခဲ့ဘူးအဲ့တော့ area jewelry ကနေအားကိုးတယ် ကျွန်တော်ပြန်ပြီးတော့ cross ball တွေကနေအားကိုးတယ်။ United ရဲ့အဓိကဂိုးပေါက်ချင်းချောက်မှုဆိုလို့ဒါ Harry Maguire ရဲ့လူကျွန်ပေါ်တလုံးလောက်တာကျွန်တော်ပထမပိုင်းမှာတွေ့ခဲ့ရတယ်။ဒီကူကလည်းနည်းနည်းလေးကျွန်သွားတာဒါကျွန်တော်တို့အနည်းငယ်တက်တာသွားခဲ့တယ်ပေါ့နော်။တော်တော်ဒုတိယပိုင်းရောက်တဲ့အခါမှာကျွန်တော်ခုနကပြောတဲ့ဒီပွဲကိုအနိုင်ရလို့စိတ်ပြင်းပြနေတဲ့ကစားသမား3-4ယောက်ကြောင့်ကျွန်တော်တို့ဂိုးတကူရရှိသွားခဲ့တယ်။ဒီကူကကျွန်တော်တို့အဖိုးတန်ကို ပုံမှန်လင်းလင်းပြောရင်အဲ့ဒီကစားသမားတွေကအခုကျွန်တော်လက်ချိုးရည်တလောက်ပဲရှိတယ်ကိုပါမာယုံကြည်ချက်စိတ်သက်ပျောက်ဆုံးနေတယ်လို့ကျွန်တော် Tarik George ကိုလည်း Anthomaris ကဘာကြောင့်ဒီလိုပွဲမျိုးမှာထည့်လဲကျွန်တော်မစဉ်းစားတတ်ဘူး Tarik George ကလည်းအတွေ့အကြုံပိုင်းနုတယ်ဗျာသူပနတီယူတဲ့အလုံးဆိုလည်းအိုနနာကိုချိတ်လို့ရတယ်အိုနနာကိုမချိတ်ပဲသူ့ဘက်သူလှဲချလိုက်တော့ VAR ကြီးတော့မြင်တာပေါ့ဗျာနော်ဒါပြင်နိုနီမရီယကီလုံးလုံးအတုံးမကြတဲ့ကစားသမား ဝမ်ဗက်စွမ်ကန်သွင်းလို့ရတဲ့အလုံးဘေးကိုကန်သွင်းတယ်ပက်ထရိုနဲ့တူဒီနေ့ပွဲတွေမှာဒေါ်ဂူရဲ့မမ်းမမကင်ကပ်ပေးထားမှုကြောင့်ပျောက်နေတယ်အဲ့တော့ကျွန်တော်တို့ကကူကူရဲရဒီနေ့အန်ဆိုလည်းအဲ့လောက်မကောင်းတော့မွာဇက်စကိုက်စရိုရီစ်ဂျိနောက်က CB ကစားသမား2ယောက်အဲ့ဒီ9ယောက်လောက်သာအကောင်းဆုံးကစားသွားခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ကြိုးစားအထောက်မှုတွေကိုကျွန်တော်တို့အတိအမဲ့ပြရမယ်ချယ်ဆီရသွားတဲ့ဂိုးကိုကြည့်မယ်ဆိုရင်ဒါကရီစ်ဂျိမ်းရဲ့ဟို ဒီလိုမျိုးဘောလုံးပေးပို့မှုတွေဘယ်လောက်တိကျင့်ထားသလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့သွားမြင်ရတယ်ဘောလုံးကိုတစ်ချက်ရိမ်းပြီးတော့ body faint ပြသွားလိုက်တဲ့အချိန်မှာတိုင်မနောက်ခံကစားသမားတွေမျောသွားတယ်အဲ့ချိန်မှာကြည်တော်မကြည်ပဲသူတန်းပြီးတော့ရိုက်တင်တာနောက်ကနေပြေးတက်ပြီးတော့ခေါင်းခုတ်တိုက်သွားရင်တကယ်ကိုဖန်တီးပေးမှုလှတယ်လို့ပြောရမယ်ကုကူတရားကိုလည်းကျွန်တော်တို့ချီးကျူးရမယ်ဆိုတော့ဒီလုံးဒီ Chelsea အတွက်အတော်လေး လှပတဲ့ဂူတကူဖြစ်ခဲ့တယ်လို့အဖိုးတန်အနိုင်သုံးမှတ်အတွက်လည်းတလုံးသေးတော့ဂူဖြစ်ခဲ့ပါတယ်။အဲချယ်ဆီကဒီဂူရပြီးသွားတဲ့အချိန်မှာခံစစ်ကစားတဲ့ပုံစံအနည်းငယ်ပြောင်းသွားခဲ့တယ်။ဘလို့ပြောင်းသွားလဲ aggressive high pressing တွေပေးလာတယ်။အဲ့တော့ဘရူးလည်းတွေ့မှာပါချယ်ဆီရဲ့နော် aggressive high pressing တွေမှာဆိုကူကူရရတို့နော်တစ်ဖက်ကကျွန်တော် reach game တို့ဒီထိကျွန်တော်ရောက်ပြီးဘောလုံးကို middle တတ်ထဲမှာပဲအပြက်ဖြတ်သွားတယ်။ တော့အားလုံးပေါင်းဒါပါမပဲထားပါတော့ဒီနေရာတွေမှာဘောလုံးကိုတောက်လျှောက် press ပြီးတော့ပြိုင်ဘက် United အသင်ကစားသမားတွေဘောလုံးကိုဟိုဘစ်တက်တဲဖို့မပြောနဲ့ဘောလုံးစွဲထုတ်လို့မရအောင်ဘောလုံးကိုကင်ထားလို့မရအောင် space တွေကိုကျင်းတက်တက်ကျင်းအောင်လုပ်ပြီးတော့တောက်လျှောက်ဖိအားပေးသွားခဲ့တယ်အဲ့ဒီအချက်ကြောင့်လည်းတချက်စီရဲ့ဒီတကူကတီမဲသွားရလို့ကျွန်တော်ယူဆရတယ်တကယ်လို့သာသူတို့ကအရင်တော့ပုံစံအတိုင်းပြ low block base တော့ငါတို့တကူရသွားပြီဒီကူကိုထိန်းတော့မယ်ဆိုပြီး အားလုံး loop block တွေပိတ်ဆော့နိုင်မယ်ဆိုရင်မတော်တဆရွနေတဲ့ကိုရကောင်ရနိုင်အဲ့တော့ hyper speed တယ်ဆိုတာဒါဒီလိုပွဲမျိုးတွေဒီလိုအခြေအနေမျိုးတွေမှာပေးတင်နေဆိုတာဒါမြက်ဝါးတဲ့နေကျွန်တော်တို့မြင်ခဲ့ရတယ်အဲ့တော့ကျွန်တော်ဒုတိယပိုင်း Chelsea ရဲ့ hyper speed တဲ့ပုံကိုအရင်သဘောကျတယ် United ကတော့ Premier League မှာဟိုထွေထူးထူးတိတ်ပြောနေစရာမလိုငကိုကလေးကသူတို့က form မကောင်းပြီးသားအသင်းဗျာတိုးတော့ Ramos Thailand ကလည်းလိုအပ်ချက်အတော်လေးတော့ကြီးမားခဲ့တယ်ပေါ့နော်နားမလဲတာတခုကအဲ့ဒီ Europa League ကံမှုရှိနေတဲ့ဒါနဲ့ဘာကြောင့်ဒီလူစင်းကိုတုံးလဲဆိုတဲ့အပိုင်းပဲနားမလဲတာပါ ကဲအနည်းချုံရမယ်ဆိုရင်ဘာပြောချယ်ဆီကတော့သူတို့လိုအပ်တဲ့အနိုင်သုံးမှတ်ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ပရီးမီးယားလိပွဲစဉ်38ထိရင်ခုန်သွားတဲ့ကျွန်တော်တို့စောင့်ကြည့်ရအောင်ပါဖြစ်ပါကြောင်း သုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားကြင်ပါတယ်ချယ်ဆီပရိသတ်တွေအားလုံး fighting Blue is the